အချိန်ကတော့1963ခုနှစ်ကပါဖရန်ဝီလျံအက်ဖနီဂျူနီယာဟာအမေရိကန်နိုင်ငံကနယူရိုရှယ်မြို့ကလေးရဲ့နံပါတ်ကြီးစတိုးဆိုင်ပိုင်ရှင်တစ်ယောက်ရဲ့သားဖြစ်ပါတယ်1948ခုနှစ်မှာမွေးခဲ့တာမို့1963ခုနှစ်မှာအသက်15နှစ်အရွယ်ကောင်းကလေးတစ်ယောက်ဖြစ်နေပါပြီဖရန်ရဲ့မိဘနှစ်ပါးဟာချစ်ချစ်ခင်ခင်ရှိကြတာမို့ဖရန်တို့မိသားစုဟာပျော်ရွှင်စရာမိသားစုကလေးပါဖခင်ဖြစ်သူဟာအပြောကောင်းတဲ့ပြင်လူအထကိုလည်းအတော်လေးကျွမ်းကျင်ပါနဲ့ပြီးသူပြည့်ချင်တဲ့ကိစ္စတွေကိုဖြစ်အောင်လုပ်တတ်ပါတယ်ဖရန်ရဲ့အဖေဟာအခွန်ရှောင်မှုနဲ့လုပ်ငန်းအစီအစဉ်ခံနေရပြီး လုပ်ငန်းအဆင်မပြေဖြစ်လာတော့ဘဏ်မှာချင်းငွေရဖို့ကြိုးစားနေခဲ့ပါတယ်။ငွေကြေးလက်ပတ်မှုခက်ခဲကြောင့်ဝန်ထမ်းခေါ်မထားနိုင်တဲ့အခြေအနေမှာဆေကျုံသက်အရွယ်သူသား friend ကို driver လိုဟန်ဆောင်ခိုင်းပြီးအထာကြကြဘဏ်ကိုသွားတဲ့သူပါ။ friend ရဲ့အဖေကလူစိတ်သဘာဝကိုအလွန်ဖတ်တဲ့သူမျိုးသားဖြစ်သူကိုလူသဘာဝတွေတင်ကြားမျှဝေပေးရင်သူ့ရဲ့အထာကြကြဘဏ်ကိုလာရောက်မှုကြောင့်ဘဏ်မန်နေဂျာကသူ့ကိုတကားလာဖွင့်ပေးလိမ့်မယ်လို့တက်အပ်ပြောလိုက်ပါတယ်။တကယ်လဲသူမန်းထားတဲ့အတိုင်းဘဏ်မန်နေဂျာကသူ့ကိုတကားလာဖွင့်ပေးခဲ့ပါတယ်။ နယူးရိုရှင်းမျိုးပါရှိတဲ့ဘန်တွေကချင်းခွေမထုတ်ပေးပဲသူရဲ့စတိုးဆိုင်ကိုသိမ်းဖို့ပြင်ဆင်နေကြတာကြောင့်နယူးယောက်မျိုးပေါ်ကဘန်တွေအထိချင်းခွေလာတက်ချတဲ့ဖရန့်ရဲ့ဖေကိုဘန်တွေကသူတို့ရဲ့ပုံမှန်ဖောက်တယ်မဟုတ်တာကြောင့်ချင်းခွေထုတ်မချေခဲ့ပါဘူးလုပ်ငန်းကဘလို့မှအဆင်မပြေတော့တာကြောင့်သူတို့ရဲ့ကောင်းစားကားတွေရောကောင်းစားအိမ်တွေရောအကုန်ထုတ်ရောင်းလိုက်ရပါတော့တယ်ကိုပိုင်လုံးချင်းအိမ်နဲ့နေနေရကနေတိုက်ခန်းချင်းလေးကိုဖရန့်လိုမိသားစုပြောင်းခဲ့ရပါပြီငွေကြေးခက်ခဲတွေရှိပေမဲ့ဖရန့်ရဲ့အဖေကတားပြစ်သူရဲ့16နှစ်ပြည့်မွေးနေ့မှာတော့တားနာမည်နဲ့ဘန်မှာအကောင့်ဖွင့်ပေးပြီးဒေါ်လာ200ထည့်ပေးခဲ့ပါတယ် ဖရန့်ဟာသူ့နာမည်ပါတဲ့ချက်လက်မဲ့စာအုပ်ကိုကြည့်ပြီးသဘောကျကြီးကြနေပါတော့တယ်။အိန္ဒိယပြောင်းလာခဲ့တာကြောင့်ဖရန့်တယောက်ကြောင်းလဲပြောင်းတက်ခဲ့ရပါပြီ။မေဖြစ်သူကသားဖြစ်သူကိုကိုယ်အင်ကြီးကြီးထက်ဝက်လာလို့လူကြီးပုံစံပေါက်နေတာကြောင့်ဝက်ဖို့မလိုကြောင်းပြောပေမဲ့ဖရန့်ကဝက်နေကြမှုအကျင့်ဖြစ်နေလို့လို့ဆိုပါတယ်။ကြောင်းထဲမှာဖရန့်ကသူတက်ရမယ့်အခန်းကိုမင်းနေတဲ့အချိန်မှာကြောင်းသားတချို့ကသူ့ကိုတမင်တကာတွန်းတိုက်ပြီးစားနောက်သွားကြပါတယ်။အဲဒီလိုနဲ့သူတက်ရမယ့်စာသင်ခန်းကိုရောက်တော့အသင်မဲ့ဆရာကမရောက်သေးပဲကျောင်းသူကျောင်းသားတွေဟာပြောင်းတက်နေအောင်စူးညမ်းနေကြပါတော့တယ်။ အခန်းထဲဝင်လာတဲ့သူကိုစားထိုးစရာလားလို့ထန့်စားလိုက်တဲ့စောစောကသူ့ကိုတမင်နှုတ်လိုက်သွားတဲ့ចောင်းသားတွေကိုမြင်လိုက်တာကြောင့် friend ကသူ့နာမည်ကိုတင်ပုံးမှာချရေးပြီးအစားထိုးဝင်နေစရာဟန်ဆောင်လိုက်ပါတယ်။ကိုင်းညီဝင်လာပြီးမျက်နှာပေးကလည်းလူကြီးပုံစံဖြစ်နေတာကြောင့်ចောင်းသားတွေဟာသူ့ကိုစရာတယောက်လိုယုံကြည်သွားကြတာပါ။ friend ဟာသူ့ကိုစားနောက်သွားတဲ့ចောင်းသားတွေကတယောက်ကိုအတန်းရှိထွက်ပြီးစားဖက်ခိုင်းလိုက်ပါသေးတယ်။အမှန်တကယ်စားထိုးလာတဲ့ဆရာမှလည်းရောင်းလဲလဲနဲ့ပြန်သွားရရှာပါပြီ။ friend ဟာចောင်းသားတွေကိုစာရီတင်အိမ်စာရီပေးလုပ်တဲ့အပြင်မိဘဆရာအသီးဝေးပါခေါ်ပြီးစာရုံတစ်ခုကိုလေးလာရခီးသွားဖို့အထီးစီစဉ်လိုက်ပါသေးတယ် ဒါပေမဲ့အကြောင်းက friend ရဲ့လုပ်ရက်တွေကိုသိရှိသွားတာကြောင့် friend ရဲ့မိဘတွေကိုခေါ်တွေ့ခဲ့ပါတယ်။ကျောင်းကြီးနဲ့မိဘနှစ်ပါးစကားပြောနေတာကိုအပြင်မှာထိုင်ဆောင်နေတဲ့အချိန်မှာတောင် friend ကကျောင်းသူတယောက်ခွင့်နေတိုင်းပဲကိစ္စကိုအလိမ်မပေါ်အောင်လုပ်နည်းတင်ပေးနေပါသေးတယ်။အမေဖြစ်သူကတားဖြစ်သူရဲ့လုပ်ရက်အတွက်စိတ်ဆိုးနေပေမဲ့အဖေဖြစ်သူကတော့သဘောကျလို့နေပါတယ်။ဒီနေ့မှာတော့ friend ကျောင်းကနေအိမ်ကိုပြန်ရောက်တဲ့အချိန်မှာအမေဖြစ်သူကိုသတင်းယောက်ျားတယောက်နဲ့အတူတူတွေ့လိုက်ရပါတယ်။အမေဖြစ်သူဟာသူမရဲ့ဖောက်ပြန်မှုကိုတားစီမှာမိသွားတာကြောင့်မလုံမလဲဖြစ်ပြီး friend ကိုမုံဘိုးတွေထုတ်ပေးနေပါပြီ။ အဲဒီလိုနဲ့သိမကြခင်မှာပဲအဖေနဲ့အမေဟာကွာရှင်းမှုပြင်နေကြပြီးအမေဖြစ်သူကသူမမိဘအိမ်မှာပြန်သွားနေမယ်ကြောင်းကိုသိလိုက်ရပါပြီ။ကွာရှင်းမှုကိစ္စအတွက်တရားရုံးကိုတက်ရင်ကုန်ကျစရိတ်များတာမို့အိမ်မှာပဲရှင်းနေခေါ်ပြီးသဘောတူညီမှုနဲ့လက်မှတ်ထိုးကြမှာပါ။အဲဒီအတွက် friend အနေနဲ့အဖေနဲ့အမေမှာဘယ်သူနဲ့လိုက်နေမလဲဆိုတာကိုဆုံးဖြတ်ရမှာဖြစ်ပါတယ်။အဖေနဲ့အမေကိုရွေးချယ်မှုမလုပ်လို့တဲ့ friend ဟာအိမ်ကနေထွက်ပြေးလာခဲ့ပါပြီ။တဲခုဖို့အတွက်အဖေဖြစ်သူပေးတဲ့ချက်လက်မှတ်တွေကိုသုံးပြီးစူးစမ်းပေမဲ့ချက်လက်မှတ်တွေကတတ်မှတ်ထားတဲ့ငွေပမာဏနဲ့ကျုံလုံးနေပြီးမှုအဆင်မပြေခဲ့ပါဘူး။ ကြုံရမရတဲ့အဆုံဖရန့်ဟာချက်လက်မှတ်ကိုချက်လက်တချို့ပြင်ပြီးဘဏ်မှာငွေသွားထုတ်ကြည့်တော့အဆင်ပြေခဲ့ပါတယ်။အဲ့ဒါနဲ့ဖရန့်ဟာဘဏ်တော်များများကိုချက်လက်မှတ်အတူနဲ့ငွေသွားထုတ်ပါတော့တယ်။အဖေဖေသူတင်ပေးခဲ့တဲ့အကွက်တွေကိုသုံးပြီးလူတွေရဲ့စိတ်ကိုဖန်ဆန်းနိုင်ခဲ့တာကြောင့်ဖရန့်ဟာငွေထုတ်ပေးဖို့ညှင်းပယ်နေတဲ့ဝန်ထမ်းတွေကိုတောင်သူ့ကိုကူညီပေးတဲ့အထိလှုံ့ဆော်နိုင်ခဲ့ပါတယ်။ဒီနေ့မှာတော့ဖရန့်ဟာလေရင်မှုနဲ့လေရင်မယ်တွေကိုမြင်သွားပြီးလေရင်မှုဖြစ်ချင်သွားပါတော့တယ်။ဖရန့်ဟာအိမ်ပြေးလုံနေပေမဲ့အဖေဖေသူစီကိုတော့ပုံမှန်စာပို့ပါတယ်။လေရင်မှုဖြစ်ချင်သွားတဲ့ဖရန့်ဟာလေရင်မှုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိဖို့အတွက် လေရင်မှုတင်တန်းချောင်းကိုသွားပြီးစောင်းပါရည်တဲ့သူဟန်ဆောင်ကလေရင်မှုတယောက်သိရမယ့်အချက်တွေအကုန်လုံးကိုမေးမြန်းခဲ့ပါတယ်။ဖရန့်မေးတာကိုဖြေပေးနေတဲ့လေရင်မှုကလေရင်မှုတယောက်မှမဖြစ်မနေစောင်းထားရမယ့်လေချောင်းလိုက်တဲ့စိတ်နဲ့လေရင်မှုလိုင်စင်အကြောင်းကိုပြောပြရင်တက်တန်းကုန်တာ၃နှစ်ကျော်နေပြီဖြစ်တဲ့သူ့ရဲ့လိုင်စင်ကိုဖရန့်ဆောင်းပါအတွက်သုံးလို့ရအောင်ဆိုပြီးပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ဖရန့်ဟာလေရင်မှုဝတ်စုံရအောင်ဖုန်းတစ်လုံးနဲ့မျိုးစုံစူးစမ်းပါတော့တယ်။နောက်ဆုံးမှာတော့ယူနီဖောင်းဖျောက်သွားလို့ပါလို့ရုံအောင်လိန်ပြောနိုင်ခဲ့လို့ဝတ်စုံတစ်စုံရသွားခဲ့ပါပြီ။ ဖရန့်ဟာလေယာဉ်မှုဝစ်စုံအပြည့်နဲ့မြို့ထဲမှာမော်မော်ကြွကြွရှောက်သွားနေပါတော့တယ်။တဲခိုမဲနေရာရောက်တော့လေယာဉ်မှုဝစ်စုံနဲ့မဝင်တဲ့နေအားလုံးကဖော်ဖော်ရွရွကြိုဆိုကြပါတယ်။တဲခိုခန်းကရှင်းမလို့ရင်ဝင်တဲ့နဲ့စကားပြောပြတော့လေကြောင်းလိုက်ဝင်တဲ့နေအတွက်ချက်လက်မဲ့ရေးလို့ရတဲ့ပမာဏကိုသိသွားပြီးချက်လက်မဲ့အတူလုပ်ပါတော့တယ်။တဲခိုခန်းကသူတဲနေတဲ့ခန်းမှာပဲလက်နေဆက်တလုံးနဲ့ချက်စာရွက်ထုတ်ပြီးလေကြောင်းလိုက်တဲ့စိတ်ကိုတော့လေကြောင်းလိုက်ကထုတ်တဲ့လေရင်အယုတ်ကနေယူပြီးပထမဆုံးချက်လက်မဲ့တစောင်းထွက်လာခဲ့ပါပြီ။နောက်တနေ့မှာတော့လေရင်မှုဝစုံကြီးနဲ့ဘန်းကိုသွားပြီးသူလုထားတဲ့ချက်လက်မဲ့နဲ့ငွေထုတ်ကြည့်တော့အားလုံးအဆင်ပြေခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ friend ဟာတက်ခုကန်းနဲ့မှာရင်ချက်လက်မှတ်တူတွေအများကြီးထပ်ထုတ်ပါတော့တယ်။လေရင်မှုလောကမှာမဟုတ်ပဲအပြင်လောကမှာတွင်လေရင်မှုဝိဆုံတစုံနဲ့လှုပ်ရှားနေတဲ့ friend ကိုလေးစိတ်ရောက်အောင်တွန်းပို့လိုက်တာကတော့ဒီကြောင်းလိုင်းတွေကသူတို့ဝင်တဲ့တွေကိုချက်လက်မှတ်နဲ့ငွေသားလဲပေးပါတယ်လို့ရှင်းပြပေးလိုက်တဲ့ဘန်ဝင်တန်းရဲ့စကားပါပဲ။ friend ဟာဘူးမသိဘာမသိနဲ့လေးစိတ်တဲ့ရောက်လာပြီးချက်လက်မှတ်ငွေလဲမဲ့ကိစ္စကိုမေးမလို့လှုပ်တော့မှဒီကြောင်းလိုင်းဝင်တဲ့ကလေရင်အလကားလိုက်စီးမဲ့သူလားလို့မေးလာပါတယ်။ အလိုက်အထက်စကားပြောတတ်တဲ့ဖရန့်ဟာဘာအတွေ့အကြုံမှမရှိတဲ့ဆေကျော်တက်တယောက်ဆိုပေမဲ့သူလုံးဝမသိတဲ့အကြောင်းအရာတွေကိုလုံယိုးလို့စင်အကုန်သိအောင်တက္ကနာအတွင်းမှာပဲစကရိပ်ဖမ်းနိုင်ခဲ့တဲ့သူပါအရှိကောင်းတဲ့ဖရန့်တယောက်လေရင်မောင်းတဲ့အခန်းထဲထိရောက်သွားခဲ့ပါပြီဘယ်နာထိုင်ရမယ်မသိပြောင်းလဲလဲဖြစ်နေတဲ့ဖရန့်ကိုလေရင်မဲကထိုင်းစရာခုံဆွဲထုတ်ပေးလို့အဆင်ပြေသွားခဲ့ပါတယ်ဖရန့်ဟာလေရင်ခိုးစီးပြီးလိုက်ခဲ့ပေမဲ့အဖေဖြစ်သူစီကိုတော့ကြောင်းစင်ပြီးတွဲမဲ့လေရင်မူလုံးနေပါပြီလို့စာပို့သတင်းပေးခဲ့ပါတယ်အဲဒီလိုနဲ့ friend ဟာနိုင်ငံတော်တော်များများကိုလေရင်ခမဲ့စီးသူနေရာကနေတောက်လျှောက်လိုက်ပါနေခဲ့တယ်လို့ဗန်ရီမာလည်းတောက်လျှောက်ငွေထုတ်နေခဲ့ပါဗျ ဖရက်ဟာလေယာဉ်မဲနဲ့ဇလန်းဖြစ်ခဲ့တယ်လို့ဘန်ဝင်နန်းနဲ့လည်းကြူတက်နေပါပြီ။သူရဲ့ချက်လက်မှတ်အတူထုတ်လို့မှုအတွက်ချက်လက်မှတ်ထုတ်တဲ့နေရာမှာသုံးဖို့အဆင်ပြေတယ်။လက်နေဆက်အဟောင်းတွေကိုလေးလံပွဲတွေမှာရအောင်ဝယ်ပြီးသူ့ရဲ့လုပ်ငန်းကိုအဆင်ပြေခဲ့ပါသေးတယ်။ငွေတော်တော်များများလက်ထက်ရှိလာတော့အဖေဖြစ်သူနဲ့သွားတွေ့ပါတယ်။အဖေနဲ့အမေကိုပြန်ပေါင်းထုတ်ခြင်းပေမဲ့အဖေဖြစ်သူကအဆင်မပြေကြောင်းပြောပြလိုက်ပါတယ်။ဖရန့်ရဲ့ချက်လက်မှတ်အတူကိစ္စဟာအချိန်ကာလတစ်ခုရောက်လာတော့ဘဏ်ကရေးစားမိသွားပြီး FBI ကနေတဆင်စုံစမ်းစစ်ဆေးနေကြပါပြီ။ချက်လက်မှတ်အတူကိစ္စကိုအဓိကတာဝန်ယူစုံစမ်းသူကတော့ Garhand Reddy ဆိုတဲ့စုံတော့ပါ။ ။ဆိုနောဟန်တို့အဖွဲ့ဟာစုံစမ်းရရှိတဲ့အချက်တွေအရဖရန့်တဲနေတဲ့တက်ခုကန်ကိုစစ်ဆေးဖို့ရောက်လာခဲ့ပါတယ်။တဲခုကန်ကချက်လက်မဲ့တစားကိုတည်တည်ချာချာစစ်ဆေးဖို့တောင်းယူပြီးပြန်မယ်လို့မှာတဲခုကန်မန်နေဂျာကငွေထုံးမဲ့သူတွေကိုခံမတွေ့စေချင်လို့မြင်မြန်စစ်ဆေးပေးပါလို့ပြောလိုက်တာကြောင့်ချက်လက်မဲ့ပိုင်းရှင်ဟာတဲခုကန်ထဲမှာပဲရှိနေတာကိုသိသွားပြီးဖရန့်တဲနေတဲ့အခန်းကိုစစ်ဆေးဖို့ကြိုးစားကြပါတော့တယ်။စုံနောင်းဟန်တဲ့ရောက်ဖရန့်တဲနေတဲ့အခန်းလေးကိုတနက်နေ့ချင်းပြီးဝင်လာချိန်မှာတော့ဖရန့်ကခက်တီတီနဲ့သူ့ကိုယ်သူသူလန်းဒီအမှုကိုလိုက်နေတဲ့စုံတော့ပါလို့လိန်ပြောပြီးဟန်လက်ထဲကနေပတ်ထွက်သွားပါတော့တယ်။ ရဟာသူရဲ့ချက်လက်မဲ့အတုလုပ်တဲ့ဆက်ကလေးကိုပိုင်းပြီးသူရဲ့စုံနောက်ဘွဲတွေလည်းမကြခင်ရောက်လာတော့မယ်လို့ဖိမ့်ပြီးအခန်းထဲကထွက်သွားပါပြီ။ဟန်ကဖရန်ရဲ့ပတ်စံအေးချန်ကလေးလှမ်းပြန်ပေးပေမဲ့ဖရန်ကခဏတိမ်ထားပေးအောင်ဆိုပြီးအမြန်လစ်ပါတော့တယ်။ဖရန်ရဲ့မျက်နှာပေးပြီးပြင်းတော့တာကြောင့်ဟန်တယောက်ရုံုံကြီးကြီးနဲ့ဖရန်ကိုလှုပ်ပေးလိုက်ပြီးအခန်းထဲမှာတယောက်ထဲကျန်နေကြတဲ့ခဏမှာဖရန်ရဲ့ပတ်စံအေးကိုလှက်ကြည့်လိုက်ပါတယ်။ပတ်စံအေးထဲကနေဖရန်ဆွဲပြဲပြီးဆုထားတဲ့ပလင်းမျိုးစုံရဲ့ဒစိမျိုးစုံပဲထွက်လာလို့ဟန်တယောက်ထိတ်တလန့်ပြင်းပြီးတဲခုကန်အောက်ကိုလှမ်းကြည့်လိုက်ပေမဲ့မမီတော့ပါဘူး။ဖရန်ဟာထွက်ပြေးသွားခဲ့ပါပြီ။ ဟန်လက်ကလွတ်လာတဲ့ brand ဟာလေယာဉ်မှုတင်တဲ့ကြောင်းကိုဆောင်းပါးရည်သူဟန်ဆောင်ပြီးနောက်တစ်ခေါက်သွားခဲ့ပါတယ်။လေယာဉ်မှုကမေကွန်းတချို့ကိုပြေဆိုပြီးချိန်မှာသတင်းစာတွေကအာကာသဂျေးစပွန်းဆိုပြီးသဘောကျတာခံနေရတဲ့လေယာဉ်ခိုးစီးတဲ့လေယာဉ်မှုတကောင်ကြောင့်ဆင်းညစ်နေလို့မေကွန်းတွေကိုဆန့်ဖြေစင်စိတ်မရှိဘူးလို့ပြောလိုက်ပါတယ်။ brand ဟာလေယာဉ်မှုပြလိုက်တဲ့သတင်းစာကသူ့သတင်းကိုသူဖမ်းပြီးအာကာသဂျေးစပွန်းဆိုတဲ့နာမည်ကိုသဘောကျသွားပါပြီ။အရွယ်မရောက်သေးတဲ့လူငယ်ဘီဘီဂျေးစပွန်းကိုသဘောကျသွားတော့ဂျေးစပွန်းရုပ်ရှင်တွေသွားကြည့်ပြီးဂျေးစပွန်းစတိုင်တွေလိုက်ဝတ်ပါတယ်။ဖရန့်ဟာဂျေးစပွန်းလိုဝတ်ပြီးတကလာတဲခုကံမှတွေ့တဲ့ညာငက်မလေးနဲ့လည်း တညတာအတွက်ဒေါ်လာ1000နဲ့ညီပြီးဒေါ်လာ1400နဲ့ချက်လက်မှတ်အတူနဲ့ဒေါ်လာ400အန်ယူပြီးပြောပါခဲ့ပါသေးတယ်။ friend တယောက်သူရဲ့အလိန်ဆွမ်းရည်တွေနဲ့ဟိုဟိုဒီဒီသွားလာလို့ရနေရကနေအထီးကျန်ဆန်းလာတော့စုံတော့ဟန်စီဖုံးဆက်ပြီးရန်လန်းစားပေမဲ့ဟန်ကသူ့ကိုဖုံးဆက်တာမင်းဖုံးဆက်ရမယ့်လူမရှိလို့မို့လားလို့မေးလိုက်တာကြောင့်လန့်ဖြက်ပြီးဖုံးချလိုက်ပါတယ်။စုံတော့ဟန်ကလည်းသူနဲ့ friend စုံတဲ့အချိန်မှာ friend ပြောသွားတဲ့နာမည်တွေကပြည့်မှုမတန်းရှိတဲ့သူတွေကိုစူးပြီးဖြစ်တန်ချေရှိတဲ့နာမည်ကို copy ဆိုင်မှာ copy တောင်းရင်းရှာဖွေနေခဲ့ပါတယ်။ စပွဲတို့လေးကဟန်အတွက်တောက်ရည်လာဖြစ်ပြီးဟန်ရေးထားတဲ့နာမည်တွေကိုမြင်သွားပြီးသူစီမှာလည်းအဲဒီကတော့စာအုပ်တွေအကုန်ရှိတယ်လို့ဆိုပါတယ်။ဟန်ကစပွဲတို့လေးပြောတာကိုနားမလည်လို့တေချာမေးလိုက်မှဖရန်ပြောခဲ့တဲ့နာမည်ဟာ Flash Cartoon ထဲကဇက်လိုက်ရဲ့နာမည်ဖြစ်နေမှန်းသိသွားခဲ့ပါပြီ။ဟန်တို့ဟာတရခန့်ကိုအရွယ်ရောက်ပြီးသားလူလို့မှတ်ယူပြီးသူတို့စီမှာပြစ်မှုမှတ်တမ်းရှိတဲ့သူတွေကိုသာဦးစားပေးစုံစမ်းနေလို့တရခန့်ကိုမရှာနိုင်ခဲ့တာမှန်းသဘောပေါက်သွားခဲ့ပါတယ်။ဒါကြောင့်ရုံးကိုဖုံးစံပြီးအိမ်မေးတွေထဲမှာသူတို့တွေ့ခဲ့တဲ့တရခန့်နဲ့ကိုက်ညီတဲ့ကလေးကိုရှာဖို့လှမ်းပြောလိုက်ပါတယ်။ စုံစမ်းလို့ရတဲ့အိမ်ပြေးတွေတဲကနေဖြစ်တန့်ကျစ်ရှိတဲ့အိမ်တွေကိုသွားရှာကြရင်ဖရန့်ရဲ့အမေအိမ်ကိုရောက်လာကြပါပြီ။ဖရန့်အမေစီကဖရန့်ရဲ့ចောင်းသားမှတ်တမ်းစာအုပ်ကိုတောင်းကြည့်လိုက်ပြီးတရခန်ဟာဖရန့်မန်းတည်ချသွားခဲ့ပါတယ်။ဖရန့်ရဲ့အမေကသူ့သားကိုတရခန်လိုသတ်မှတ်ပြီးမဖမ်းဖို့နဲ့သူ့သားခိုးထုတ်တဲ့ငွေတွေကိုသူ့ရောပါမယ်လို့နေလို့စုံတော့ဟန်းကဖရန့်ချက်လက်မှတ်အတုလုပ်ပြီးထုတ်သွားတဲ့ငွေက1.3မီလီယံပါလို့ပြောလိုက်ရပါတယ်။ဖရန့်ရဲ့အမေလည်းမှင်သက်ကြံနေခဲ့ရှာပါပြီ။ ဖရန်တယောက်လေရင်မှုအယောင်ဆောင်ပြီးလေရင်စီးတဲ့ကိစ္စကလည်းအများသတိထားမိသွားတယ်လို့ချက်လက်မဲ့အတုလုပ်ထားတဲ့တရခန်ကလည်းသူမှန်းသိသွားကြပြီမို့ဂျော်ဂျီယာနယ်ကိုပြောင်းလဲနေထိုင်ခဲ့ပါဗျ။ဖရန်ဟာဘားဆိုင်တစ်ဆိုင်မှာအလုပ်လုပ်နေခဲ့တာပါ။ဒီနေ့မှာတော့အပျော်လွန်သွားလို့ဒဏ်ရာရသွားတဲ့ဧည့်သည်တယောက်ကိုဈေးရုံမှာသွားတွေ့ရင်သူနာပြူးမလေးဘရန်ဒါနဲ့ကြူပြန်ပါပြီ။ဘရန်ဒါကိုကြူရင်ဆရာဝန်ဖြစ်ချင်လာတော့ဆရာဝန်လက်မဲ့အတုလုပ်ပြီးဘရန်ဒါအလုပ်လုပ်နေတဲ့ဈေးရုံမှာအလုပ်ဝင်ခဲ့ပါဗျ။ဖရန်ဟာဆရာဝန်ဖြစ်ဖို့ရွေးချယ်လိုက်ပြန်တော့ဈေးပညာဆိုင်ရာဗီဒီယိုတွေရုပ်ရှင်တွေကြည့်ရပြန်ပါတယ်။ဆရာဝန်ဆိုပြီးဟန်ဆောင်ခဲ့ပေမဲ့တခါမှဈေးမကုခဲ့ပါဘူး။ အရေးပေါ်လူနာပေါ်လာတော့လေဟိုဟိုဒီဒီစီမံခန့်ခွဲပေးပြီးရအောင်ကောင်းဆောင်နိုင်ခဲ့တဲ့ friend မှာ friend ရောက်ဆောင်ဝင်ပွားနဲ့ချေရပြောင်းနေတော့စုံနှောင်းဟန်တို့ရှာမတွေ့နိုင်ဖြစ်နေခဲ့တာကြောင့် friend ရဲ့အဖေစီသွားပြီးဒါဖြစ်သူရှိတဲ့နေရာကိုသိရင်ပြောပြပေးဖို့နားချပါတယ်အဖေဖြစ်သူကလုံးဝမပြောပြခဲ့ပေမဲ့စုံနှောင်းဟန်က friend ပို့ထားတဲ့စာကိုမြင်သွားပြီးလိပ်စာကို friend အဖေမသိအောင်ကူးယူခဲ့လိုက်ပါတယ် friend ရောက်ကတော့ brander နဲ့ဆက်ဆံရေးအခြေအနေကောင်းနေပြီး brander ရဲ့မိဘတွေက brander ကိုကိုဝင်ပြကြဘူးလို့အိမ်ကနှင်ချခဲ့တယ်လို့သိလိုက်ရတာကြောင့်ဆရာဝန်အနေနဲ့လက်ထပ်ခွင့်တောင်းမယ်ဆိုပြီး brander တို့မျိုးကိုလိုက်သွားပြန်ပါပြီ ဒါကြောင့်စုံတော့ဟန်းတို့ကအလာကောင်းပေမဲ့အခါနှောင်းသွားခဲ့ရပြန်ပါတယ်။ friend ဟာ brenda ရဲ့မိဘတွေနဲ့တွေ့ပြီးလက်ထက်ခွင့်တောင်းတော့လူခဲခဲတော်ရရှိနေတယောက်ဖြစ်တဲ့ brenda ရဲ့အဖေကဘဝအမှန်ကိုအမှန်တိုင်းပြောဖို့ friend ကိုဆင်မေးပါတော့တယ်။ friend ကလည်းသူဟာဆရာဝန်ရောရှိနေရောတခုမှမဟုတ်ဘူးလို့ဝန်ခံပြီးသူဒီမြို့မှာရှိနေဖြစ်ချင်ရင်ဘယ်လိုလုပ်ရမလဲလို့ brenda အဖေကိုအကြံဉာဏ်တောင်းလိုက်ပါတော့တယ်။ brenda အဖေကလည်းကြီးကြီးပြူပြူလက်ခံပြီးရှိနေလို့လုပ်ရမယ့်လမ်းကြောင်းတွေကိုပြောပြပေးခဲ့ပါတယ်။ Friend ဟာချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်ရွှင်နေကြတဲ့ Brenda တို့မိသားစုကို ကြည်ပြီးမိဘတွေကိုလွမ်းဆွတ်လာတာကြောင့်အဖေဖြစ်သူကိုသွားတွေ့ခဲ့ပါတယ်။ Friend ရဲ့အဖေဟာစတိုးဆိုင်ကိုပိတ်လိုက်ပြီးအစိုးရအလုပ်တစ်ခုရသွားခဲ့တာပါ။ဒါပေမဲ့အခွန်ဆောင်ခဲ့တဲ့အမှုကပေးဆောင်ရမယ့်တန်ကြီးကိုညှိနှိုင်းပေမဲ့တောင်းတဲ့ပမာဏများနေတာကြောင့် Frank အဖေကအခွန်ရရှိတွေကိုပြန်ပြီးတရားစွဲခြင်းလို့ Frank ကိုရှင်းနေသည့်တယောက်လောက်မရှိဘူးလားလို့မေးတော့ Frank က "तू လည်းရှင်းနေတယောက်ပါ"လို့ပြောခဲ့ပေမဲ့အဖေဖြစ်သူကမယုံကြည်ခဲ့ပါဘူး။ Frank ဟာ "तू လက်ထပ်တော့မယ်"ဆိုပြီးသူ့ရဲ့ဆက်ဆက်ပွဲဖိတ်စာကိုအဖေဖြစ်သူကိုပေးလိုက်ပါတယ်။ ်အမေဖြစ်သူနောက်ရင်နောက်ပြုတ်သွားတာကိုမသိတဲ့ friend ကအဖေနဲ့အမေကိုပြန်ပေါင်းဖို့ကိုလည်းအားကျိုးမှန်တပ်ပြောနေခဲ့ပါတယ်စိတ်အားတအားထက်သန်နေတဲ့ friend ကိုအဖေဖြစ်သူကသူ့အမေလက်ထပ်သွားတဲ့အဖြစ်မှန်နဲ့သူ့စီကိုစုံတော့ဟန်လာတွေ့သွားတဲ့အကြောင်းကိုပြောပြလိုက်ပါပြီ friend ဟာသူ့လိန်နေတဲ့အလုပ်တွေကိုနားတော့မယ်လို့ပြောပေမဲ့အဖေဖြစ်သူကမင်းရက်လို့မရဘူးလို့ပြောနေတာကြောင့်အဖေတယောက်အနေနဲ့ဆိုရင်သူလုပ်နေတာတွေကိုရက်ဖို့တားရမှာလေလို့ပြောပြီးစိတ်ဆိုးမှန်ဆိုးထွက်သွားခဲ့ပါတယ်။အဲ့ဒီနေ့ညဘက်ရောက်တော့ friend ကစုံတော့ဟန်စီဖုန်းဆက်ပြီးသူဒီလုပ်တွေကနေနားပြီးလက်ထက်တော့မှမဟုတ်သူ့နောက်ကိုဆက်မလိုက်ဖို့ပြောတော့ ဟန်ကလည်းသူ့အလုပ်ဖြစ်နေတာမို့လိုက်နေရမှာပဲလို့တုံ့ပြန်လိုက်ပါတယ်။ပါနတ်တဲ့စုံနှောင်းဟန်ဟာဖရန့်ဟန်ဆောင်ဆရာဝန်လုံတော့ကသုံးခဲ့တဲ့နာမည်ကိုသိခဲ့ပြီးပြီမို့အဲ့ဒီနာမည်နဲ့ဆေးဆက်ပွဲကြော်ညာတွေကိုသတင်းစာမှာရှာဖို့အဖွဲ့သားတွေကိုညွှန်ကြားလိုက်ပါတယ်။အဲ့ဒီလိုနဲ့ဖရန့်ရဲ့ဆေးဆက်ပွဲနေ့ရောက်လာခဲ့ပါပြီ။စုံနှောင်းဟန်တို့အဖွဲ့ဟာဖရန့်ရောက်နေတဲ့လိမ့်စာကိုရှာတွေ့သွားနိုင်ခဲ့ပြီးမို့ဖရန့်ကိုဖမ်းဆီးဖို့ရောက်လာခဲ့ပါတယ်။ပါနေတဲ့ဟန်ကအချိန်မီလေးထွက်ပြေးဖို့ကြိုးစားရင်ဗရန်ဒါကိုသူ့ရဲ့နာမည်အမှန်နဲ့သူရှာထားတဲ့ငွေတွေအကြောင်းကိုပြောပြပြီးသူနဲ့အတူထွက်ပြေးနိုင်ဖို့လာရမယ့်နေရာနဲ့အချိန်ကိုတိကျပြောပြပေးခဲ့ပါတယ်။ ဒီတခါလဲစုံနှောင်းဟန်နူဖရန့်ကိုလွတ်သွားကြပြန်ပါပြီ။ဖရန့်ဟာဘရန်နာကိုလာဖို့ချိန်ထားတဲ့နေရာမှာကြိုးစောင့်နေခဲ့ပြီးဘရန်နာရောက်လာတဲ့အချိန်မှာဘရန်နာနောက်ကစုံနှောင်းတွေကိုတတိထားမိသွားခဲ့ပါတယ်။ဖရန့်တယောက်ဘရန်နာကိုထားခဲ့ပြီးထွက်ပြေးရင်တောင်လေစိတ်ကနေထွက်နိုင်ဖို့မတိကြတော့ပါဘူး။လေစိတ်မှာတောက်ချောင်းဆောင်ကျက်နေတဲ့စုံနှောင်းတွေကြောင့်ဖရန့်တယောက်အကြံကြီးကြီးကြံစီပါတော့တယ်။တက္ကသိုလ်တစ်ခုကိုလေကြောင်းလိုင်းကလေရင်မဲလာရွေးမဲ့အစီအစဉ်ရှိပါတယ်လို့ဖုံးကြိုဆက်ပြီးကျောင်းသူရှိရောက်ကိုလေရင်မဲအနေနဲ့သွားရွေးချယ်ခဲ့ပါတယ်။သူ့ကိုဖမ်းဖို့လေစိတ်မှာဆောင်ကျက်နေတဲ့စုံနှောင်းတရာကျော်ကို ၄ရေမဲ့ရှစ်ဦးအကောက်ွယ်နဲ့စမတ်ကြကြဖရန့်ဖျက်ကျော်ခဲ့ပါတယ်။စုံတော့ဟန့်ကိုလည်းလေးစိတ်ကဖုံးမှဖုံးခိုင်မှုကြညာခိုင်းပြီးဝကီတော်ကီကပြက်နေလို့အဖွဲသားကဖုံးနဲ့လှမ်းဆက်ပြောတဲ့ပုံစံနဲ့လေးစိတ်အပြင်ကကားပေါ်မှာဖရန့်နဲ့တူတဲ့လူကိုတွေ့တယ်လို့သတင်းပေးလိုက်ပါတယ်။အဖွဲလိုက်ကြည့်ပြီးသွားကြတဲ့စုံတော့ဟန့်တို့အယူလောက်ခံလိုက်ရပါပြီ။ဟန်တရာဖရန့်ကိုဖမ်းဖို့မပြောနဲ့မျက်နှာကိုတောင်မမြင်လိုက်ရရှာပါဘူး။အဲဒီလိုနဲ့ဖရန့်လို့သွားပြီးခုနလအကြာမှာစုံနှောင်းဟန်ဟာနောက်ထပ်ထထွက်လာတဲ့ချက်လက်မှတ်အတုတွေရ ဖရန့်ဟာစပိန်မှာရှိနေတော်မူစပိန်အထိလိုက်သွားဖမ်းမှုဖွဲ့ကောင်းဆောင်ကိုခွင့်တောင်းခဲ့ပေမဲ့အဖွဲ့ကောင်းဆောင်ကဒီနိုင်ငံမှာတောင်ဖမ်းလို့မမိတာတခြားနိုင်ငံမှာဆိုပိုပြီးဖမ်းလို့ခတ်မယ်ဆိုပြီးခွင့်မပြုခဲ့ပါဘူး။ဟန်ဒီယောက်ဖရန့်လုပ်ခဲ့တဲ့ချက်လက်မှတ်အမှုတွေကိုလေ့လာရင်ချက်လက်မှတ်ကျွမ်းကျင်သူတွေနဲ့သွားတွေ့ပါတယ်။ချက်လက်မှတ်ကျွမ်းကျင်သူတွေကချက်လက်မှတ်ကိုတရားစစ်ဆေးပြီးဒါကိုထုတ်ဖို့ပုံနှိပ်လို့ရတဲ့ဆက်အမျိုးအစားကပြင်သစ်မှာရှိတယ်လို့တညီတညာနဲ့အတည်ပြုပေးလိုက်ကြပါတယ်။ဟန်နိုဟာပြည်နှင်နိုင်ငံရဲ့ဘယ်နေရာမှာဖရန့်အခြေဆိုင်နိုင်တယ်လဲဆိုတာကိုသိဖို့ရှာဖွေစဉ်းစားကြပါပြီ။ ဖရန့်ရဲ့အမေကိုသွားတွေ့တော့ကဖရန့်ရဲ့အဖေနဲ့မေဟာပြင်သစ်မှာပထမဆုံးတွေ့ခဲ့ကြတယ်ဆိုတဲ့စကားကိုသတိရသွားတာကြောင့်အမှုဆောင်စံတော်ကမှတ်ထားတဲ့မှတ်စုကိုပြန်ရှာပြီးဖရန့်အမေပြောခဲ့တဲ့ပြင်သစ်ကရွာကလေးကိုဖရန့်ရှိနိုင်တဲ့နေရာအဖြစ်အတည်ပြုလိုက်ကြပါတယ်။နောက်ဆုံးမှာတော့ဟန်ဒီယောက်ဖရန့်ကိုရှာတွေ့သွားခဲ့ပြီးခရစ်စမတ်မတိုင်ခင်တည့်ရက်မှာသွားဖမ်းကြပါပြီ။ဟန်ကပြင်သစ်ကရဲတွေဖမ်းရင်ဖရန့်ကိုပြစ်ခတ်ဖမ်းဆီးမှာဆိုတာကြောင့်ဖရန့်ရှိတဲ့နေရာကိုသူတယောက်နဲ့အရင်ရောက်အောင်သွားခဲ့ပါတယ်။ဖရန့်နဲ့တွေ့တော့ပြင်သစ်ကရဲတွေရောပါပါလာပြီးဖမ်းဆီးတာမို့ဖရန့်ကိုထပ်ပြီးထွက်မပြေးဘူးနားချလိုက်ပါတယ်။ ဖရန့်ကရဲရီပါလာတယ်ဆိုတာကိုမယုံကြည်ခဲ့ပါဘူး။ဟန်ကဆေးချေလက်ချေနားချလိုက်တာကြောင့်ဖရန့်လက်ခတ်သွားတဲ့အချိန်မှာလက်ထိတ်ကိုကိုယ်တိုင်ခတ်ဖို့လှမ်းပေးလိုက်ပါတယ်။လက်ထိတ်ခတ်ပြီးလို့နှစ်ယောက်သားထွက်လာတဲ့အချိန်မှာအပြင်မှာရဲရီအဆင်သင့်မရှိနေခဲ့ပေမဲ့မိနစ်ပိုင်းတွင်းမှာပဲပြည်သင်းနိုင်ငံကရဲရီရောက်လာပြီးဖရန့်ကိုတနက်တွင်နဲ့ထုတ်ချိန်နေတာကြောင့်ဟန်ကသူဖမ်းဆီးထားပြီးဖြစ်ကြောင်းမနဲ့អော်ပြောလိုက်ရပါတယ်။ဖရန့်အဖမ်းခံရတဲ့အချိန်က1969ခုနှစ်ဖြစ်တာကြောင့်ဖရန့်ရဲ့အသက်က16နှစ်သာရှိပါသေးတယ်။လိမ်လည်မှုတွေအများကြီးကျူးလွန်ခဲ့ပေမဲ့ဆယ်ကျော်သက်ကောင်လေးတယောက်အတွက်တော့အဖြစ်အပျက်တွေကထိတ်လန့်စရာဖြစ်နေမှာအမှန်ပါပဲ။ ဆိုတော့ Hangar Frank ကိုအမေရိကန်ဘက်လွှဲပြောင်းပေးအောင်သူစူးစမ်းမှာမို့စိတ်မပူဘူးနဲ့မကြောက်ဘူးကိုအားပေးလွှတ်လိုက်ပါတယ်။တကယ်လဲ Hank စူးစမ်းပေးခဲ့ပါတယ်။ Frank အဖမ်းခံရပြီးနှစ်နှစ်အကြာ1969ခုနှစ်မှာအနည်းဆုံး1000တနေ့ချမှတ်ရမယ်ဆိုတဲ့အာမခံချက်နဲ့ Frank ကိုပြင်သစ်အချင်းထောင်ကနေလွှဲပြောင်းရယူဖို့စူးစမ်းပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ Frank ကိုသွားခေါ်တော့ Frank ကကောင်းကောင်းမွန်မွန်မလိုက်ပဲသူ့ပုံစံအတိုင်းမူရမာယာများပြီးထွက်ပြေးဖို့မဖြစ်နိုင်မှတည်တည်ကြည်နဲ့ထွက်ပြေးပြလိုက်ပါသေးတယ်။ Frank ကိုခြေထောက်တွေမှာအချုံနောင်တွေတက်ပြီးအမေရိကန်နိုင်ငံကိုပြန်ခေါ်လာကြပါပြီ။ ဖရန်ဟာသူ့ဖေစီကိုပုံဆက်ပေးဖို့ခဏခဏတောင်းဆိုပေမဲ့ဟန်ကအမေရိကန်ရောက်မှခေါ်ပေးမယ်လို့ဆိုပါတယ်ဒီမော်မစကားစမီပြောကြရင်ဟန်ကဖရန်ကိုတခြားလိလတာတွေကိုသိပေမဲ့ဘရန်နာတို့မျိုးမနေတော့ကရှင်းနေလက်မရဖို့ဘလို့လုပ်ခဲ့တာလဲလို့မေးလိုက်ပါတယ်။အဖြစ်အတည်ကျရင်လီယင်မော်မကျွေးတဲ့မုံကိုမစားဘဲသူ့ကိုကျွေးရမယ်လို့ဖရန်ကလဲလဲလုပ်လို့တော့ဟန်ကအချိန်တန်ရင်သိမှာပဲဆိုပြီးကိုမုံကိုယူဆလိုက်ပါတယ်။လီယင်ဟာအမေရိကန်နိုင်ငံကလေစိတ်ကိုဆောက်ရောက်ဖို့နှီးကဲလာခဲ့ပါပြီ။သူ့အဖေစီဖုန်းဆက်ပေးဖို့တစ်ချိန်လုံးပူဇာနေတဲ့ဖရန်ကိုဟန်ကသူ့ရဲ့အဖေဆုံးသွားတဲ့အကြောင်းကိုအမှန်အတိုင်းပြောပြလိုက်ပါပြီ။ အဖေကိုအရန်ချစ်တဲ့ friend ဟာယူကြုံမရပြေးပြီးလေရင်စင်းသက်ခါနီးမှာတန်းစင်ကန်သွားခြင်းနဲ့လို့အတင်းခွင်တောင်းပြီးလေရင်တန်းစင်ကန်ထဲကနေထွက်ပေါက်ရှာသွားပါတယ်။လေရင်ဘိန်းမျိုးကိုထိတာနဲ့တပြိုင်တည်းပဲအောက်စင်းထွက်ပြေးသွားခဲ့ပါပြီ။ friend ဟာသူ့အမေအရှိကိုရောက်သွားပြီးအေးချမ်းသာရနေတဲ့သူ့အမေရဲ့ဘဝလေးကိုတွေ့လိုက်ရပါတယ်။သူနဲ့အမေတို့ဖေဝဲညီမလေးကိုတေချာသွားအောင်မို့အမေအမေပဲမှလဲလို့မေးတော့ထိုင်ပြီးစာဖတ်နေတဲ့ friend အမေကိုလက်ညှိုးထိုးပြခဲ့ပါတယ်။ friend ဟာအမေဖြစ်သူရဲ့အေးချမ်းတဲ့ Christmas ညလေးကိုမဖျက်ဆီးချင်တာကြောင့်သူ့ကိုဖမ်းဖို့လိုက်လာတဲ့ hand တို့ကိုသူ့ကိုအမြန်ခေါ်သွားပေးဖို့တောင်းဆိုလိုက်ပါတယ်။ ဖရန့်ရဲ့ပြည်မှုတွေဟာများလွန်လာကြအောင်လုံခြုံရေးအတင်းကျပ်ဆုံးအတ္တလန္တအချင်းတောင်မှာထောင်နဲ့ဆနစ်နှစ်နဲ့ပြည်ထံကာလမှာအတိအကျထင်းထင်းထားဖို့အမိန့်ချမှတ်ခံလိုက်ရပါပြီ။ဖရန့်ကိုဖန်ခဲ့တဲ့စုံနှောင်းဟန်ဟာဖရန့်စီကိုထောင်ဝင်စာမကြာခဏလာတွေ့တယ်လို့ဖရန့်ကြိုက်တဲ့ကာတွန်းစာအုပ်တွေကိုလည်းယူလာပေးပါတယ်။တခါမှာတော့ဟန်ကထောင်ဝင်စာလာတွေ့ရင်ချက်လက်မဲ့အတုလုပ်နေတဲ့သူကိုသွားစုံစမ်းဖို့လုပ်နေတယ်လို့ပြောလိုက်ပြီးတော့ဖရန့်ကဖမ်းမိထားတဲ့ချက်လက်မဲ့အတုကိုသူ့ကိုပြဖို့ပြောလိုက်ပါတယ်။ချက်လက်မဲ့ကိုပြလိုက်တာနဲ့ဖရန့်ဟာချက်လက်မဲ့ရဲ့ထူးခြားချက်တွေနဲ့ဘယ်လိုလူကလောက်ထားတဲ့ချက်လက်မဲ့ဆိုတာအထိကိုခွဲခြားသုံးသပ်ပြခဲ့ပါတယ်။ ။စုံနောက်ဟန်ဟာဖရန့်ရဲ့ထူးခြားတဲ့အရေးချင်းကိုတတိထားမိသွားပြီးအခြားအရာရှိတယောက်နဲ့အတူဖရန့်စီကိုထက်ရောက်လာခဲ့ပါပြီ။ဖရန့်ကိုချက်လက်မှတ်အတူမျိုးစုံကိုပြပြီးခွဲခြားပြခိုင်းတော့ဖရန့်ရဲ့၃၀ချက်တွေခံမှန်းချက်တွေအကုန်လုံးကကွက်တိဖြစ်လို့နေပါတယ်။ဖရန့်ရဲ့အရေးချင်းကိုအတိမတ်ပြပြီးဖရန့်ကိုထောင်ထဲမှာမနေဘဲ FBI ရဲ့ဗဏ္ဍာရေးမှုကင်းဌာနမှာဟန်ရဲ့အုပ်ထိန်းမှုနဲ့အတူအလုပ်ဝင်မှုကန့်လန့်ခဲ့ပါတယ်။အဲဒီလိုနဲ့ဖရန့်တယောက်1984ခုနှစ်မှာ FBI ရဲ့ဝန်ထမ်းတယောက်ဖြစ်လာခဲ့ပါပြီ။ဖရန့်အလုပ်ဝင်ကိုဆောက်ရောက်တော့ဘာမှလုပ်စရာမရှိခဲ့ပေမဲ့မကြလိုက်ပါဘူး။ဖရန့်စီကိုအလုပ်တွေတပုံတပင်းကြီးရောက်လာပါတော့တယ်။ ဖရန့်ဟာယုံမိတ်ရက်မှာတယောက်တည်းဖြစ်နေတာကြောင့်ဟန်ကိုယုံမိတ်ရက်မှာမလုပ်မှလဲလို့မေးခဲ့ပေမဲ့ဟန်ကသူသမီးကိုသွားတွေ့ဖို့ဂျီကာကိုကိုသွားမှာမို့ကို့ဘာသာကြည့်ချက်နေဖို့ပြောလိုက်ပါတယ်။ယုံမိတ်ရက်ကိုရောက်လာတော့ဖရန့်ဟာအရင်တုန်းကလိုလေရင်မှုဝတ်စုံကြီးနဲ့လေရင်အလကားလိုက်စီဖို့ထွက်လာခဲ့ပါပြီ။ဖရန့်ရဲ့စိတ်ခံစားချက်ကိုတတိထားမိလိုက်တဲ့ဟန်ကအချိန်မီလိုက်လာပြီးသူ့ကိုကိုသားသမီးမဟုတ်လို့ဂယုမဆိုင်တာမဟုတ်ဘူးဆိုတာကိုရှင်းပြရင်ဖရန့်ဒီတစ်ခေါက်လေရင်မှုအနေနဲ့သွားမှာကိုမတားဘူးခွင့်ပြုတယ်လို့ပြောလိုက်ပါတယ်။ဒီနေ့လာနေမှာယုံကိုလာမယ်ဆိုတာယုံတယ်လို့ပြောပြီးဖရန့်ကိုသူသွားချင်တဲ့စီသွားဖို့ခွင့်ပြုပေးလိုက်တာပါ။ တင်းလာနေရောက်တော့ဟန်တယောက်လဲဝင်းရှည်ရပါပြီအစည်းအဝေးလုံးနေရင်းနဲ့လဲတမျောမျောပါပဲယုံတဲ့ချိန်ကိုတော်တော်ကြော်သွားပြီးဟန်တို့ချက်လက်မှတ်တစောင်းကိုအသေးစိတ်ချစ်စစ်နေတဲ့အချိန်မှာတော့ friend တယောက်ယုံကိုရောက်လာခဲ့ပါပြီ friend ရောက်လာလို့ယင်းနဲ့လုံးကြသွားတဲ့ဟန်ဟာချက်လက်မှတ်ကိုအထာကြကြသုံးသပ်ပြနေတဲ့ friend ကိုကြည့်ပြီးရှင်းနေလက်မှတ်ရအောင်ဘလို့တပတ်ရက်ခဲ့တာလဲလို့ထပ်မေးလိုက်ပြန်ပါတယ်ဒီတခါတော့ friend ကသူတပတ်ရက်ခဲ့တာမဟုတ်ပဲနှစ်ပတ်လောက်လေ့လာပြီးဝင်ပြေးလိုက်ယုံနဲ့အောင်ခဲ့တဲ့အကြောင်းကိုပြောပြပေးလိုက်ပါပြီဒီဇလန်လေးဟာဖြစ်ရမယ့်ဇလန်လေးကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ် လက်တွေ့ဘဝက Frank Avagne Jr. ဟာအိမ်တော်ကြားပြီးသားသုံးယောက်ထုံးကကအေးချမ်းစွာနေထိုင်လျက်ရှိပါတယ်။ Frank ဟာသူထောင်ကလွတ်လာတဲ့1984ခုနှစ်ကတည်းက FBI ကိုချက်လက်မှတ်အတူလက်မှတ်အတူဖော်ထုတ်တဲ့ကိစ္စများမှာအများကြီးကူညီပေးခဲ့ပါတယ်။ဗန်နဲ့ကုမ္ပဏီ900ကျော်အတွက်လည်းစိတ်အချအရဆုံးချက်လက်မှတ်ဒီဇိုင်းတွေကိုဆွဲပေးခဲ့ပါတယ်။အဲ့လိုဆောင်ရွက်ပေးခဲ့တဲ့အတွက်နှစ်စဉ်ဒေါ်လာသန်းပေါင်းများစွာရရှိခဲ့ပါတယ်။ Sonor Hand Ready နဲ့လည်းအခုချိန်ထိရင်းနှီးဆုံးမိတ်ဆွေတွေအဖြစ်ရှိနေကြပါတယ်။ကြည့်ရှုအားပေးသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။